ခဏလောက်ပြစ်လိုက်နော်အခုအနေနဲ့ဒီနေ့တရက်ဆက်လက်မတော်ဘဲနေပြီးလို့ရမလားခင်ဗျာဒီနေ့ပါနေလေသိလားဒီဝိုင်းဘုတ်ကစာလေးကိုပြရတယ် ်ရည်ပြီးတော့တို့ဘာမှတော့မပြောချစ်ချင်းမမိကောက်တက်လိုက်တယ်စမြိုက်တက်ပါတယ်ချစ်စမြိုက်တက်ပါတယ်ဆိုတော့ဘာသာအခုလိုမျိုးဆလိမ်မတော့နေမှာဆလိမ်မတော့ပေးရဲ့အတွက်လက်ဆောင်တစ်ခုပေးမယ်ဆလိမ်တောက်ချင်သေးလေးဖြစ်လာရင်ဒီကြားလုံးလေးစားပါဆိုပြီးတော့ထုံးတဲ့နိုင်မယ်ကြားလုံးလေးထုတ်ပေးလိုက်ပါမယ်ကျေးဇူးတင်ပါတယ်အဝင်ပေးရဲ့အတွက်လည်းကျေးဇူးများရည်တင်ပါတယ် ဒီစာလေးတစ်ချက်လောက်ဖတ်ပြပေးလို့ရလားအခုဘာမှမလုပ်ဘူးဟုတ်မဟုတ်ဟာဒီနေ့ကကဘာစလေးမတော့နေပေါ့နော်အဲ့တော့အခုအနေနဲ့ဒီနေ့တရက်စလေးမတော့ပဲနေပြီးလို့ရမလားခင်ဗျအဲ့တော့တော့ညီဝဟုတ်ကဲ့ပါဘုရားမဖြစ်တဲ့တော်ချစ်ချင်းမဖာပြန်ပြောလဲဆိုတော့ညီလေးတဲ့ပုံဝင်လင်းလင်းပဲရှင်းရှင်းလင်းလင်းပြောမယ်တဲ့အခုတော့အတက်လေးကြီးပြီတဲ့ပြီးတော့ဒီလိုမျိုးနေဆိုတာမြန်မာနိုင်ငံမှာထုတ်ထားတာလေအခုမကြားဘူးပေါ့နော်ဆိုတော့ ပွင့်လင်းဆုံးပြောရမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဒီအရာသူမပါဝင်မေးနိုင်ဘူးโอเคပါဟုတ်နောက်ရှက်ပြီလို့တောင်းပန်ပါတယ်โอเคโอเคပါအဲမပါဝင်မေးလေးကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပဲဒါပေမဲ့လက်ပြန်လာခဲ့ပါတယ်ခဏပြလိုက်နော်ကြည့်ရမလားဘာလို့လဲဆိုတော့ဒီနေ့ကဩကဘာစလေးမတော့နေမို့လို့ ိုင်မဆုံးမလားကိုတကယ်မဆုံးတော့ဒီနေ့ဆက်လက်တောက်ချင်လာတဲ့အချိန်မှာဆက်လက်တောက်ချင်စရာလေးပျောက်သွားကြားလုံးလေးစားစားပါလက်ဆောင်ပေးကြပါဦးယူပါမဟုတ်ပါဘူးကိုရယူပါဆက်လက်မတောက်တဲ့လူတွေတောက်ချင်လာရင်ကြားလုံးလေးစားပြီးစိတ်ပြောင်းလို့ရအောင်ဒီလက်ဆောင်လေးပေးကြပါဆိုပြီးတော့မနေပေးကြရတယ်ပေါ့နော် ါကားသွားနေတဲ့အချိန်မှာတစ်လေးတောက်နေတာကိုတွေ့ရဆိုတော့ကားရက်ပြီးသူ့စီပြေးသွားပြေးသွားတဲ့အချိန်မှာကျွန်တော်ဒီဆာကိုတွေ့တော့သူပြုံးမိကြည့်တယ်ဆာလေးဖက်ပြသွားလားဆိုတော့သူဖက်ပြတယ်ချက်ချင်းပဲသူမိတက်ပြီးရရပါတယ်ဆိုပြီးတော့စုံလုံးပေးလိုက်တဲ့အချိန်မှာတကယ်ယူရမှာလားတကယ်ယူရမှာလားဒါ၃ငါးတော့မေးရပေါ့နော် တကယ်လို့ဒါကျွန်တော်တို့ဒီလိုမျိုးတရားရောက်ကလာပြမယ်ဆိုလို့ရှိရင်တော့စိတ်ထဲမှာတော့ပွင့်လင်းပြောရမယ်ဆိုကတိကအောင်ပြောရမှာပေါ့ဘာလို့လဲငါငါတောက်နေတာဘာလို့လာပြလဲဆိုပြီးတော့ကတိကအောင်တော့ပြတ်သွားမယ်ဒါပေမဲ့လေပေါင်ပေးကြတဲ့เนาะအဲ့လိုကတိကအောင်စိတ်ဖြစ်တဲ့ဂျားတွေရမှာပေါင်ပေးရတဲ့လူကုန်လို့လေကျေးဇူးများတယ် ဆိုတော့ဒီနေ့အနှစ်ချုပ်လေးကတော့အဲ31ရက်နေ့5လ2025ကမ္ဘာစလီမတောက်အနေလေးမှာအားလုံးပဲဒီနေ့တည့်ရက်စလီမတောက်ဝင်းနေပေါဝင်ကူညီပေးကြပါဦးလို့တောင်းဆိုချင်ပါတယ်